အပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကဲမင်္ဂလာနဲ့လည်းခင်းစွာနဲ့အဲမြန်မာနိုင်ငံအနှံ့နေပြီးတော့လာပြီးတော့အားပေးကြတဲ့မိတ်ဆွေတွေကျွန်တော်လွန်စွာမှများပြတဲ့အတွက်ကျေးဇူးတင်လေးစားပါရယ်ခင်ဗျာကဲကျွန်တော်အကူမကန်းလူပညာရဲ့ဒီမှာရှိုးရုံးအထဲမှာကျွန်တော်ရှိုးရုံးတင်းနှစ်မှာနော်ကားလေးလာပြီးတော့ကြီးစုဝဲဝင်နေကြတဲ့ဧည့်သည်တွေလွန်စွာမှများပြနေပါရယ်ခင်ဗျာဒီအခုကာလကတော့ကျွန်တော်တင်းကျန်အကျိုးကာလဖြစ်တဲ့အတွက်တင်းကျန်အကျိုးနဲ့ကိုက်ညီမဲ့ကားလေးတွေကိုကျွန်တော်တို့မိသားစုနဲ့အဆင်ပြေစေမဲ့ကျွန်တော်တို့ဟာ ရောင်းချတဲ့သူဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာဝယ်ဥသူတွေကိုကူညီနေတာဖြစ်ပါတယ်ဝယ်ဥသူတွေကျွန်တော်တို့ဘလိုဟာတွေလိုချင်လဲဘလိုကားတွေလိုချင်လဲဘလိုကားလေးတွေကအသုံးဝင်လဲဆိုတဲ့ပြီးတော့ဆိုလိုတဲ့သဘောကကျွန်တော်တို့ဝယ်ဥသူတွေသုံးဆွဲနိုင်တဲ့ငွေကြေးလေးနဲ့ကိုက်ညီမဲ့ကားလေးတွေပေါ့ဗျာပြောရမယ်ဆိုရင်တော့ဒီလိုကားလေးတွေကိုကျွန်တော်တို့ဖြစ်ဆွထားတဲ့အတွက်လာရောက်ပြီးတော့ဝယ်ဥအားပေးကြတဲ့မိတ်ဆွေတွေကျေးဇူးတင်ပါတယ်ဝယ်ဥသူတွေကိုအမြဲတမ်းကျွန်တော်တို့ဝယ်ဥသူဘက်ကနေပြီးတော့ဝယ်ဥသူ site ကနေပြီးအမြဲတမ်း straight တော့ပြီးတော့အမြဲတမ်းစူးစမ်းပြီးပြင်ဆင်နေပါတယ်လို့ပြောပြရသည်ခင်ဗျာကဲဒါကြောင့်ဒီနေ့မနေ့မှာတော့ကျွန်တော်စီမှာ မင်္ဂလာပါနော်အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေကိုမိုးကားနုပညာကားစစ်စင်တာမှာကြိုဆိုလိုက်ပါရခင်ဗျာကဲကျွန်တော်တို့ဒီမှာသိန်း900ဝန်းကျင်ကားလေးတွေထပ်မံဖြည့်ဆွထားပါတယ်သိန်း600ဝန်းကျင်ကားလေးတွေဖြည့်ဆွထားပါတယ်ခင်ဗျာအဲကျွန်တော်ရှိုးရုံးနံပါတ်1နံပါတ်2မှာရှိတဲ့ဧည့်သည်တွေလည်းရှိနေတယ်တစ်ချက်လောက်လိုက်ကြည့်ပြီနော်ကျွန်တော်လည်းနော်ကဲကားလေးဒီကားလေးကျွန်တော်သိန်း900စွန်းလေးတွေမှာရရှိမဲ့ကားလေးတွေဖြစ်တယ်ဒီကားလေးဆိုသိန်း600ဝန်းကျင်မှာရရှိမဲ့ကားလေးတွေဖြစ်တယ် မာသိန်း600ဝန်းကျင်ဒါသိန်း800ဝန်းကျင်သိန်း600ဝန်းကျင်ကဲဧည့်သည်တွေလည်းတစ်ချက်ပြပါဦးရုံးငန်းတွေကဧည့်သည်လေးနော်ဧည့်သည်လေးတွေလည်းတစ်ချက်ပြပါဦးကဲဧည့်သည်လေးဒါတော့ရှုတော့မှတ်တစ်ထဲမှာကျွန်တော်မနေ့ကင်းဒါအခု나이ဆိုလို့ရှိရင်အခု10နာရီပေါ့နော်ကျွန်တော်တို့ညီမဆန်တော်ချင်း10နာရီရှိပါပြီနော်ညီမဆန်တော်ချင်း10နာရီမှာကျွန်တော်စီမှာ9နာရီဆိုတော့ねကျွန်တော်ရုံးငန်းဖွင့်ပါတယ်9နာရီဆိုရုံးငန်းဖွင့်နေရုံးငန်းမဖွင့်ရင်10နာရီခွဲလောက်တည်းရလာပြီးတော့ အော်စောင့်ဆိုင်းပြီးတော့လာတော့ကြိရှိဝယ်ယူနေကြတဲ့မိတ်ဆွေတွေတကယ်ကိုကျေးဇူးတင်လေးစားပါတယ်လို့ပြောပေးရစီခင်ဗျာကျွန်တော်ကိုမိုကားနုပညာကနေအားလုံးချစ်ခင်လေးစားပါတယ်ခင်ဗျာရှိုးရုံမှတ်တေရှိုးရုံမှတ်နှစ်မှာလိုက်ပြပေးမယ်နော်ကဲဒါတော့ကျွန်တော်ရှိုးရုံမှတ်နှစ်ထဲကိုကျွန်တော်ရောက်ပြီတော့နော်ရှိုးရုံမှတ်နှစ်မှာတော့ကျွန်တော်တို့ကားလေးများစွာကိုတနေရာထဲမှာရွေးချယ်ဝယ်ယူနိုင်ပါတယ်ဒီရှိုးရုံမှတ်နှစ်ထဲမှာတော့စီး20ဝန်းကျင်ရှိပြီးတော့ရှိုးရုံမှတ်တစ်မှာတော့10စီးကြော်ကြော်လောက်ရှိတယ်ဒါကြောင့်မို့ကျွန်တော်အစီး30ဝန်းကျင်လောက်ကိုတနေရာထဲမှာရွေးချယ်ဝယ်ယူနိုင်တဲ့အတွက် ဝယ်ယူသူတွေအတွက်စိတ်ချမ်းသာမှုအေးချမ်းမှုကိုခံစားရမှာဖြစ်ပါတယ်ခင်ဗျာဟေးအဲ့ဒီလေးတစ်ချက်တော့လိုက်ပြပြီကားလေးလည်းပြပြီမနော်ဟဲ့ကြားရစပြလိုက်ဒီမှာတိုတာမတ်တိုတာမတ်တူဘလစ်နော်မတ်တူဘလစ်ရှိမယ်အဲဒီမှာကျွန်တော်3500ကျော်မှာ KIA ပီကန်တို့ရှိမယ် KIA ပီကန်တို့ရှိမယ်အာသိန်း600ဆွန်းဆွန်းမှာတိုတာပရိုဘောက်ရှိမယ် ဘူဒါပူပေါက်ဆိုရင်တော့ GL ပါဝါ2ပေါက်နဲ့ဖြစ်ပါတယ်နော်ပြီးဆိုရင်တော့ကျွန်တော်တို့ခုံသုံးတန်းနဲ့ကအဲခုံသုံးတန်းနဲ့ရဲ့လိုချင်တယ်900ဆွန်းဆွန်းမှာလဲလိုချင်တယ်ဆိုရင်တော့အဲ Honda Odyssey ရရှိမယ်နော် Honda Odyssey ပြီးဆိုရင်တော့3600ကျော်မှာ3900အောက်ကလေးမှာရရှိမယ် Brilliant V3 ပြီးသွားရင်တော့ကျွန်တော်ဒီမှာတိန်းထောင်ကျော်မှာလိုချင်တဲ့ RF မှလိုချင်တဲ့ RF မှလိုချင်တဲ့ရုပ်ပြောင်းမှလိုချင်တဲ့ RF ရုပ်ပြောင်းရရှိမယ် engine power 2.42V နဲ့เนาะရရှိမှာဖြစ်ပါတယ် model model အနေနဲ့2000အ2005ပေါ့2005ကိုလိတ်ဖြစ်သွားမယ်ရုပ်ပြောင်းဖြစ်ပြီးတော့ 3M ဂျန်ဝန်လိုက်စင်းနေရမယ်เนาะဟုတ်ပြီးသွားရင်တော့ Toyota Celica အောက်ပိုင်းမြင့်မြင့်နဲ့လိုချင်တဲ့ Toyota Celica လေးရရှိမယ်ခင်ဗျာဟုတ်အစ်တက်မှန်ရောက်ရှိကြတဲ့ကားတွေလည်းရှိတယ်เนาะကျွန်တော်မှာမနေ့ကလာရောက်ပြီးဝယ်ယူကြတဲ့ ေးဇူးတင်ပါတယ်ကားတွေများစွာလာလို့ပဲနော်တပြည့်ကားလေးတွေပြပြီနော်ကားလေးအများကြီးပဲပြပြီ Toyota RAV4 Toyota RAV4 ရှိမယ်အဲ GAC GS4 ရှိမယ်အောက်ပိုင်းမြင့်မြင့်နဲ့ Toyota RAV4 ရှိမယ် GAC GS4 ပြီးတော့ရင်တော့ Soy D7 Soy D7 ရှိမယ် Soy D7 Prime ရှိမယ်ပြီးတော့ရင်တော့ကျွန်တော်တို့ဒီမှာ Changan CS75 အောက်ပိုင်းမြင့်မြင့်နဲ့ရှိမယ်ကဲကားလေးတွေကိုတနေရာထဲမှာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာကဲဧည့်သည်တွေလည်းများစွာရောက်ရှိနေတဲ့အတွက်ကျွန်တော်တို့အဲနောက်ထပ်နောက်ထပ်ဗီဒီယိုလေးမှာကိုမိုကာနုပညာနဲ့ပြန်လည်ဆုံတွေ့ကြမှာခင်ဗျာကဲကားလေးတွေတနီယာထဲမှာများစွာကိုရွေးချယ်ဝယ်ယူခြင်းတော့ကိုမိုကာနုပညာစီကြွာလန်းခဲ့ကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ